ကဲအားလုံးပဲမင်္ဂလာပါအခုတခါဒုတိယဇာတ်လမ်းလေးတစ်ခုဖြစ်တဲ့ရွှေတုံးပြောင်ရဲ့ကိုရောကယူနာဆိုတဲ့ဝတ္ထုလေးတွေကမွတ်စလင်လူမျိုးတွေရဲ့ဗမာလူမျိုးတွေပေါ်နိုင်တဲ့စီးနှင်းမှုတွေတစ်ခုတည်းကမတ်ကျင်စိန်ကလေးဤအထုပ်ပတ်တီဆိုတဲ့အပိုင်းကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ဤမတ်ကျင်စိန်ဤအဖြစ်အပျက်အတွက် ကိုတော်အားကဲဇေရေးကူညီနိုင်ရန်ဒေလီက ်မစ္စတာမီတာနှင့်ဘုံဘီမြို့ဟန်ဘေးလန်မစ္စတာဟာတီမိသားစုတို့၏လူအားငွေအားစေတနာနှင့်ရက်ရောစွာကူညီကြသည့်အကြောင်းစုံများပါအကျယ်တွင်ဖတ်ကျင်စပွဲတကယ်အဖြစ်ဝိတုစစ်တွင်ပါဝင်ပါလိမ့်မည်ဘီအောင်12ရက်17လ1952မြမအမျိုးသမီးတူဟာငရေတွင်မှကေတင်ခဲ့ရခြင်း အမှတ်14ဇန်နဝါရီလထုတ်သွေးတောက်တွင်ပါရှိသောကိုရောကိယူနာနံပါတ်1မှာ ကိုရောဤမိမ့်မြို့ပြောချက်ပြောစကားများကို ကျွန်ုပ်ကထက်မှန်ချေချေလဲမွန်မှန်ပြီးအချောကံရေဖော်ပြခြင်းဖြစ်ပါသည်ယခုနံပါတ်1မှာမူကိုရောဦးဦးနာရယကကျွန်ုပ်ထံရေးသားပေးပို့လိုက်သည့်စာမူအတိုင်းသာလျှင်ဖော်ပြပါသည် BR ဤအဖြစ်အပျက်က1942ဇူလိုင်လလာဇန်း စကားပဲဖြစ်ပေသည်အရှိဘင်္ဂလားပြည်နယ်ရှိဗြမပုတုမြင့်နှင့်မေကနာမြစ်တို့ဤဆုံရာအဝကျွန်းခေါ်မြမလူမျိုးများများ နေထိုင်ရာကျွန်းစုကလေးများဤမြို့တော်ခေပူပါရာမြို့ကလေးတွင် ဖုံကြီးတည်င်းသုံးသည်ဤချိန်တွင်အဝကျွန်းတွင်မိုးဥရုအစဖြစ်သည့်မိုးဝဲကလေးများကဖွာဖွာနှင့် တောင်လီကလည်းတတုံတုံတိုက်ခတ်စာပြုနေခြင်းဖြစ်လေသည်အဝကျွန်းချောင်းယိုးကလေးများတလျှောက်တွင်စိမ့်လန်းဆိုပြေးစွာ လေယူရာတိတ်လျက်ရင်းရိုင်လှုပ်ရှားနေကြသော ပြွန်ပင်များမှာနွေရာသီအပူချိန်တန်ကိုအလူလဲခံနေကြရာမှ ယခုကဲ့သို့မိုးရာသီဤယွာချတွန်ဖြိုးပေးအပ်သောမိုးပေါက်မိုးရေများဤကျေးဇူးကြောင့်တလူလူတလွန်လွန်နှင့် အညွတ်အညောက်ကလေးများပြူထွက်လျက်ရှိကြလေသည်။လာပေါင်းများစွာစားငယ်ရင်နှင့်မျက်ချောက်ကိုစားတောက်နေခဲ့ရသောကျွဲနွားတလေးဆန်တို့သည်လည်းမိုးသည်ကြပေါက်မျက်ချောက်မျက်စုမျက်ညူနုကလေးများကိုဝါးကမြုပ်ကတန်ရှင်းကြည်လင်သောရေစင်ချူချူကိုတောက်တုံးလျက်ရှိကြလေသည်။ဤတို့အဝကျုံဤမိုးရာသည့်တဘာဝကိုចောင်းဆောင်ကြီးစီမှဖုံကြီးရှူစားမိန်မောနေကြတွင် ေနန်းတဆောင်ရောက်လာလေသည်ဂျေနန်းမှာဖုန်ကြီးဥနာဒရသာသနာရေးကိစ္စဆွေးနွေးရန်အမြန်ကြွခဲ့ပါချက်ဒရာချက်တမရာဂျာထိုဂျေနန်းစာမှာဖုန်ကြီးအားပြုံးဆွေးရှင်ဆွေးတိုက်ကြွေးလိုက်သလိုဖြစ်လေတော့သည်စေတကောင်းတောင်နန်းသို့တွားရောက်သာသနာပြုလို့သောချင်းချင်းတို့သည်ရှေးမစွာကပင် ပြင်းထန်သူဖြစ်သည့်အားလျော်စွာ ယခုလိုခြတရာခြတမရာဂျာကဖုန်ကြီးအားသာသနာပြုပင့်လိုသောခြေနံကိုရသောအခါအဘယ်မာလင် ဝမ်းမမြောက်ပဲနေနိုင်ခြင်းမီနီတို့ရာတွင်စစ်တကောင်းတောင်းတန်းစီတို့သာသနာပြုကြွမိအရေးမှာစစ်တကောင်းနယ်ကိုဖျက်ကျော်ရမည်ဖြစ်၍မလွယ်ကူပါတွေးမိတိုင်းရင်လေးเสียရပင်အကြောင်းတော်ကမောင်တော်နယ်နှင့် ဘူးသီးတောင်နေမှစတင်လှုပ်ရှားလိုက်သောရခိုင်မော်စလင်အဓိကယုံကြီးကအဝကျွန်းရှိမြန်မာများသို့တိုင်အောင်ခရက်ရိုက်ခက်လျက်ရှိသောအချိန်ထိုအဓိကယုံကြီးကြောင့်ရှစ်တောင်များလောက်သော ရခိုင်မျိုးသားအမျိုးသမီးတို့မှအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးဗီဒီဂျာအစိုးရစစ်တပ်များရှိရာတက္ကနဘတ်တို့ကူးပြေးခဲ့ကြရသောအချိန်ဒဲစကန်ငယ်လေးများတွင် ဒုက္ခတဲ့ဘဝနေနေထိုင်ကြရသောအချိန်တဖန်ထို့သို့ နေထိုင်ရာတွင်ရေနှစ်သူကိုဝါကူ၍နှစ်သည့်အလားမိုးပေါ်ကြကာလနာပလိဏာနှင့်ကြောက်ကြီးယောဂါတို့ကလည်းထိုဒုက္ခတဲ့ခမမြတ်အားဝင်ရောက်တိုက်ခိုက် ဖြစ်ပွားစေကမွတ်စလင်ကလားများဘက်မှကူညီလျက်ရခိုင်ဒုက္ခတဲ့များအားထက်မှန်နှင်းဆဲသကဲ့သို့ဖြစ်ရကားဒုက္ခတဲ့တထောင်ကျော်မြပျက်စီး တည်ဆုံးရပြန်တော့အချိန်ဟာရခိုင်တွေကိုမွတ်စလင်ကဒုက္ခပေးနေတွေ့လားအဲ့တော့ကျော်ဆက်နားထောင်ကြည့်အောင်မွတ်စလင်ကလားတို့ဤဓာအောက်တွင်များစွာသောရခိုင်ယောက်ျားတို့ဤအသက်များလဲခန္ဓာနှင့်အိုးစွာကွဲခဲ့ရသောအချိန်များစွာသော ရခိုင်လုံမပြိုပြူတို့သည် ကလားတို့ဤမရင်းပြုသည်များကိုအလူလဲခံနေကြရပြီးခေါင်းမီးကြုံဘဝတို့ကြရောက်ကကြောင်းအတွင် လောင်သွင်းခြင်းခံရသောအချိန် ထို၍ဤမျှဆိုးဝါးလှသောအချိန်ဆိုးကာလဆိုးအခါဆိုးကြီးတွင်ခေါ်တော်နယ်တို့ဖုံးကြီးဖြတ်ကျော်ရမည်အလုံးမှာတကားတို့သာစဉ်းစားကြစီလွယ်ကူမည်လောခက်ခဲမည်လောရင်းတို့ဖြစ်ရကစစ်တကောင်းနယ်မှာခေါ်တော်ကလာတို့သည် ဖုံးကြီးတို့ရခိုင်တမျိုးသားလုံးအားဝါမျိုးလိုသောစိတ်ဆန္ဒမှာတရက်တခြားတပွားပွားရင်းတန်လျက်ရှိရကား ဘုံကြီးကဲ့သို့သောရခိုင်ယဟန်တော်တပါအားထိုကလားတို့မြင်ရလျင်အစိမ့်လိုက်ဝါးစားခြင်းပေလိမ့်မည်။နေချေတို့ဤသွေးခွဲစနစ်ဖြင့်ဘုံကြီးအားအဘယ်နည်းနည်းမျှချစ်ခင်ကြည်ညိုနိုင်မည်မဟုတ်ချေ။တို့ဖြစ်လျင်ဤအတွင်းမျိုးဖြင့်ကြောက်လန့်ပြီးဘုံကြီးမသွားဖြစ်ပါကလည်းစစ်တကောင်းတောင်ရိုးရှိသာသနာပြုကိစ္စကြီးမှာချက်တမရကြကဲ့သို့သော သာသနာတက်ဝင်ကြည်ညိုသူပုဂ္ဂိုလ်ကောင်းများ အခန့်ရှိပါလျက်နှင့် ဖုန်ကြီးကပြက်ကွက်မှုကြောင့်ပြက်ပြယ်သွားရတော့မည်ဖြစ်ရကမူလကပင်ရည်ရွယ်ထားသောသာသနာပြုကိစ္စမှာအကောင်အထည်ဖော်နိုင်တော့မည်မဟုတ်ပေချက်တမချက်တမရာဇာမီလိုမိသောစော်ဘွားကြီးဤသာသနာပြုစီမံကိန်းများကိုဖုန်ကြီးမကူညီဘဲမနေအပ်ထို့ကြောင့်ဖုန်ကြီးအသက်ဘေးကိုပင်ထိခိုက်တော့ထိခိုက်တော့ထိခိုက်စေအာဇာနီယောက်ျားတို့ဤစိတ်သက် တတိလုံလာတို့ကိုမလျှော့စီရဲ့ဦးဆုံးဖြတ်ကရန်စူးရန်ညော့ဘေးဥပက်ကလုတ်ကသိများကြသူငါမသွားပဲမနေတေတော်မြတ်ဤဟုဆုံးဖြတ်လိုက်သည်စေတကောင်းနယ်ကိုသွားရန်ဖုံးကြီးနှင့်တက်ဆိုင်ရာလူများနှင့်ယင်းဤသူများအားစေတကောင်းတောင်တန်းသာသနာပြုသွားမည်ဖြစ်ကြောင်းကိုကြေညာလိုက်သည်များစွာသောဒါရကဒါဤကမာတို့သည်လောလောဆယ်ဖြစ်ပျက်ခဲ့သောရခိုင်နှင့်မွ슬င်အထီးကယုံကြောင့်ဖုံးကြီးအတွက်ကြက်သီးတစ်ဖက်မြန်ထကြကား ဘုံကြီးအားအဖန်တလဲလဲဟန့်ကြသည် တားကြသည် ပြန်လဲမမြင်ကြောင်းရှောက်ကြသည်မိသူကမိတို့ပင်ရှောက်ထားတားစီဈေးကမှုဘုံကြီးတို့အဖို့မှာတွားရမီခရီးနှင့်ပြုရမီအလုတ်ကိုတွားမီပြုလို့မီဟုတန်တိတ်တန်ချပြီးသည့်အလျော်စွာတွားမီနေရက်ကိုထက်မှန်ကြင်ညာလိုက်သည်ဘုံကြီးအားခင်မင်းရင်းနှီးသူဒါရကဒါရကမှာများစွာတို့သည်တင်းမောစိတ်တွင် နော်လာရောက်စောင့်ကြစောင့်ရှောက် လျက်ရှိပေသည်အဝကျွန်းမျိုး၏မြို့တော်ပါရာမထွက်ခွာရမည်အချိန်မှာရုပ်ဖြောက်လျက်ဖောက်ထွင်းကတင်မောပေါ်သို့ပင် ဖုံးကြီးရောက်ခဲ့ပေပြီးကျောင်းသို့လာရောက်စောင့်နေသောဓာယိကာဓာယိမာကဓာယိကာမများကပင်လျင်ကျောင်းတွင်ဖုံးကြီးအားမျက်ခြေပြက်အောင်ဖုံးကြီးကိုရောင်ဖြောက်လိုက်လေသည်တင်မောစိန်၌အုတ်အုတ်ကြက်ကြက်ပြောကြသောစကားမျက်မှာဟဲ့ကျောင်းမှာလဲဖုံးကြီးမတွေ့တင်မောပေါ်လဲဆင်းမလား တင်းမောအတွက်ချိန်လဲနီးနေပြီလိုက်မယ်ဆိုပြီးအခုထိမလာသေးပါလားစသဖြင့်အတော်လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်မြို့ရဲအကြောင်းကိုပြေးသူကပြေးတင်းမောပေါ်တွင်ဖုန်ကြီးတွေနေရာယူထားသူကယူကြလေပြီဖုန်ကြီးမှာတင်းမောပထမတန်းအခန်းထဲတွင်ရောက်နေသူကမိသူများမသိရှာကြပြီ ထို့သောလူအများမသိကြရသောအကြောင်းကဖုန်ကြီးရှိန်စာရာပုံမောက်၍ကိုယ်ရောင်ဖြောက်တတ်ခြင်းကြောင့်မဟုတ်ရုပ်ပြောင်းရုပ်လဲကောင်းခြင်းကြောင့်ဖြစ်ရာ စင်စစ်မှာဖုံးကြီးသည်တင်ငန်းအီကိုခွာ၍ယဟန်အတွင်မှ မော်လူကြီးအတွင်သို့ကူးပြောင်းက မုတ်စိတ်ဖားလျာဘောင်းမီရှိပွပွကြီးနှင့်ဆယ်တောင်မြရှိသောခေါင်းပေါင်းပြူရှေရှေကြီးကိုပေါင်းထားသောကာကူလီမော်လူကြီးအတွင်ဖြစ်နေသောကြောင့်ဖြစ်သည်ရှင်းနိုင်ထိုးခဲ့ပြီးတင်မောကြီးထွက်ရန်အစပြုနေလေပြီဒါရေကဒါရေကမှလူအုပ်ကြီးမှ ရုပ်ရုပ်တဲတဲဖြစ်နေကြတော်သည် ဘယ်များကြွနေပါလဲဟာမလိုက်ဖြစ်တာကောင်းပါတယ်စသဖြင့်အမျိုးမျိုးပြောဆိုနေကြလေသည်ဘုံကြီးအဖို့ကဒါယကဒါယိကာမတတိထိုကဲ့သို့မရှင်းမလင်းဘလုံးပရိကြံရိတ်ခဲ့သည်ကိုတနာမိသလောက်စိတ်တွင်ထိခိုက်မိသလောက်မိမိဤရုပ်ဖြောက်လုပ်ငန်းပြပြရှိ၍သာအောင်မြင်ခဲ့သည်ကိုဘာပြောပြောဝမ်းသာမိသားတင်မောထွက်ခဲ့ပြီနက်နက်9နာရီတွင်ပေါတူဝေါခလီမြို့သို့ရောက်ရှိခဲ့လေပြီ ထိုမျိုးလေးသည်ဆွဆွတ်သောမြေနေပိုင်းတွင်တည်ရှိလေသည်နေပိုင်းဝင်တော့အုပ်ချုပ်သောစစ်ဒီစီမျိုးစစ်ဒီစီဇံမျိုးကလေးဖြစ်တော်လဲတိုက်တာအဆောက်အဦကြီးကြီးမားမားအလင်းမရှိသွန်မိုးအိမ်များသာရှိလေသည်ယုံထောင်ဆေးယုံစားလိုက်ဟိုက်စကူးကြောင့်စသောအစိုးရအဆောက်အဦများမှာ အတော်ကလေးတက်တရရရှိပေသည်ကလားမျိုးဖြစ်သည်မည်မျိုးနှင့်မမျှအောင်လူဦးရေထူတက်သိသိလာသည်ထိုမျိုးကလေးမှ အဝကျွန်းတို့နေ့စဉ်တင်မောအသွာလာရှိနေလေသည်မွတ်စလင်ဥယေမှာဟိန္ဒူဥယေထက်တစခန့်များလိမ့်မည်ထင်သည်တင်မောအဘောရီစာတို့တွားမိတင်မောမှာဆယ်နာရီမှ ရောက်မည်ဟုတရားသဖြင့် ပေါတူဝေါကလီမျိုး၏ဒေတန္တရဘူသူရာကိုရစိန်တော်ကဖုံကြီးတင်မောကန်းတို့တော့ပိတ်၍မြို့ပေါ်သို့တက်ခဲ့ပြီးထမင်းဆိုင်ဒီဇိုင်းတို့ ဝင်ခဲ့လေသည် ကဲဒါဆိုရင်အပိုင်းတစ်ကိုဒီမှာခဏနားပါမယ်အပိုင်းနှစ်ကိုနောက်ဗီဒီယိုမှာထပ်မံပြီးတော့နားထောင်ကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်မဟာဗမာဂျင်းကြော်လင်းဖြစ်ပါတယ်